ဘဇက်လေးဟပြီးတော့နားနေတဲ့မိเจ้าရဲ့ဘဇက်ထဲမှာမြက်တိတိလေးတွေကသွားပြီးတော့မှနားလိုက်တဲ့အချိန်ခင်ဗျားတို့စိတ်ထဲမှာရင်ခုန်သွားတဲ့ရင်တထိထိဖြစ်သွားတဲ့အခိုက်အတန့်တွေရှိကြမှာပါနော်ဒါပေမဲ့မိเจ้าကဘဇက်မပိတ်လိုက်ဘူးမြက်ကိုမဆားလိုက်ဘူးဘာလို့လဲဆိုရင်တဲ့မိเจ้าတွေကအသားငါးစားပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့လိုပဲသူတို့သွားကြတဲ့မှာအသားစားတွေဘာတွေမြက်ခဲ့တာတွေရှိတယ်ဆိုတော့အဲ့ဒီအသားငါးတွေမြက်သွားတာတွေအသားစားတွေမြက်သွားတာတွေကိုမိเจ้าအနေနဲ့အချိန်မီမရှင်းထုတ်နိုင်ရင် ူပါဇက်ထဲမှာเนาะအနာယောဂါဖြစ်တာတွေเนาะအဲ့အသားစားနဲ့လိုက်ပြီးတော့မှယောဂါရတာတွေပါဖြစ်တတ်တယ်ဆိုတော့အဲ့မိချောင်းအဲ့အသားစားကိုမိချောင်းကလည်းကိုယ်တိုင်မရှင်းထုတ်နိုင်ဘူးဆိုတော့အရှင်ကြတော့မိချောင်းကပါဇက်လေးဟားပြီးတော့မှနားနေလိုက်တယ်အဲ့အရှင်တီတီတီတွေညက်တီတီတွေတွားပြီးတော့မိချောင်းပါဇက်ထဲမှာနားလိုက်တယ်နားပြီးတော့မှအဲ့တွားကြထဲမှာညက်နေတဲ့အသားစားတွေထုတ်ပြီးတော့စားသွားလိုက်တယ်ဒါပေမဲ့မိချောင်းကပါဇက်မပိတ်လိုက်ဘူးညက်တွေမစားလိုက်ဘူးဘာလို့လဲဆိုရင်မိချောင်းကလည်းပဲเนาะသူ့ရဲ့အဲ့တွားကြထဲမှာညက်နေတဲ့အသားစားတွေကိုဖယ်ထုတ်ပေးမယ်ညက်တွေကိုသူကစားမှာမဟုတ်ဘူး ညက်တရလည်းယုံကြည်မှုရှိရှိနဲ့မိချောင်းရဲ့ဗဇက်သွားကြထဲမှာညက်နေတဲ့အသားစားတွေကိုသူတို့တက်အစားအစာအဖြစ်အသုံးချသွားမယ်။ဆိုတော့နှုတ်နှစ်ဖက်အကျိုးရှိသွားတယ်။ညက်တရအတွက်လည်းအာသူတို့တက်အစားအစာ free ရသွားတယ်။မိချောင်းအတွက်လည်းသွားကျန်းမာရေးဆရာဝန်တွေ free ရသွားတယ်။နော်ဆိုတော့သူကနေပြီးတော့မှမိချောင်းကနေပြီးတော့မှသွားကျန်းမာရေးအထုလိုက်ပြီးလို့ဆရာမတော်ညက်တရလုတ်ပြီးသွားတယ်။ဆိုတော့ညက်တရအတွက်အပြန်လည်းမပါရသွားလို့ဆိုရင်သွားကြတဲ့မှာညံ့နေတဲ့အသားတွေကသူတို့တက်အစားအစာဖြစ်ရသွားတယ်။ဆိုတော့ဒါတဦးနဲ့တဦးတယောက်နဲ့တယောက်အကျိုးဖြစ်အကျိုးပြုနေကြတာပေါ့နော်။ဆိုတော့ဒီလိုပါကျွန်တော်တို့ဘဝမှာလည်းပဲ ျွန်တော်အောင်မြင်နေတဲ့အချိန်ကျွန်တော်အောင်မြင်ရေးလမ်းမှာရှောင်နေတဲ့အချိန်မှာကျွန်တော်မျောနေထားတာကကိုလိုပဲကိုလိုသူလိုပဲအားသုံးခွန်ဆိုင်ကြီးမားတဲ့လူတွေကိုပဲမျောကြတယ်သူကငါ့ကိုလာပြီးကုညင်ကောင်းပါပဲသူကငါ့ကိုလာပြီးတော့မှဒီလိုလှုပ်ပြင်ကောင်းပါပဲကျွန်တော်တွေးကြတယ်ဒါပေမဲ့ဒိတ်တယ်ကျွန်တော်ဘွားမှာအောင်မြင်အောင်မြင်မှုလမ်းကြောင်းမှာတခါလေအေးပါတဲ့လူတွေကကျွန်တော်တို့မထင်ထားတဲ့ဘာမှမဟုတ်တဲ့လူတွေကကျွန်တော်အောင်မြင်လမ်းကြောင်းမှာအထောက်အကူဖြစ်နေတယ်အများကြီးရှိတယ်နော်ဆိုမိကြောင်းလည်းညက်တယ်လို့ပဲအားသုံးခွန်ဆိုင်ကြီးမားတဲ့မိကြောင်းအနေနဲ့ညက်ကိုသူ့ပါဆက်မှာလာပြီးတော့မှနားခင်းပြလိုက်တယ် အစားအစာဖြစ်အသုံးမချသွားသလိုကျွန်တော်ဘုရားမှာလည်းပဲเนาะကျွန်တော်တို့ဘေးပုံကျမှရှိတယ်ဘာမှမထင်ထားတဲ့လူတွေကကျွန်တော်တို့အများကြီးအသုံးပြုပြီးတော့မှကျွန်တော်အောင်မြင်အောင်တွန်းအားပေးသွားတာတွေအများကြီးရှိတတ်ပါတယ်เนาะရှိကြပါတယ်ဗျအဲ့ဒါကတော့မိကြောင်းနဲ့ညက်တည်းရဲ့ story ပေါ့ဗျာ